မြင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါကျွန်တော် YouTube channel ဖြစ်တဲ့ Linga Support Channel ကနေလည်းကြိုဆိုပါရစေကျွန်တော်အနေနဲ့ပေါ်တော့ဒါ UFA Champion League ပွဲတွေကိုပြန်စပြီးဆိုတော့ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဒီပွဲစဉ်ကပေါ်တော့ဒါ30နှစ်6လပိုင်း2020နဲ့5ရက်နေမှာရှင်ပြိုင်ကစားကြမှာပွဲစဉ်တွေဖြစ်တယ်ဗျဆိုတော့အစောဆုံးပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ Atlanta ရဲ့ Club Brugge ပွဲစဉ်ရဲ့ MRD နဲ့ VA ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဒီပွဲစဉ်နှစ်ပွဲတော့ Body League ညီလိုလိုက်ပြီးဆော့တာလို့ရပါတယ်ခင်ဗျာနော် အကြောင်းပထမဆုံးပွဲစဉ်ဖြစ်တဲ့အတ္တလန်တာနဲ့ဒါကပ်ဘူရှေပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ်။အတ္တလန်တာကတော့ချန်ပီယံလိဖွံ့ပွဲစဉ်မှာရှုံးနေထားတယ်။ကပ်ဘူရှေပွဲစဉ်ကတော့ဒါအနိုင်ရရှိထားတယ်။ကိုပြက်တင်နဲ့ရှုံးပြီးကိုပြက်တင်နဲ့နိုင်ရရှိတာပြ။နှစ်သင်းတော်ထိတ်တိုက်ပြည့်စုံတိုင်းမှာဆိုလို့ရှင်ရှေဒူရယ်လို့တော့ပြောလို့ရတယ်ဆိုပေမဲ့အဝေးကဖြစ်တဲ့ဒါကပ်ဘူရှေလေးရပဲဒါအနိုင်ရရှိထားတော့တွေ့ရပြ။ဒါပေမဲ့နှစ်သင်းတော်ကတော့ချန်ပီယံလိ UFA နဲ့ပေါ့နော်ဥရောပပွဲစဉ်နဲ့ဝေးခွာနေတဲ့အသင်းတွေတော့မဟုတ်ဘူး။မဆိုင်တဲ့အသင်းတွေလည်းဖြစ်တယ်ပြ။ ါပေမဲ့အက်တလန်တာနဲ့ပေါ့နော်ဒါကက်ဖီရှေးရဲ့ပွဲစဉ်မှာယနေ့ဘော်ဒီသေးမှာဆိုလို့ရှိရင်ပေါ့နော်ဒါဖောက်ပေးထားတဲ့အက်တလန်တာဈေးလေးကတော့ပေါ့နော်ရှေးသူဆိုရင်ပြားဆုံးရှုံးသေးရနေပြီတော့သလုံးသွင်းသွားရင်ပြားဆုံးအစားသေးကနေဦးဈေးလေးလည်းဖြစ်တယ်ဗျဒါပေမဲ့ဂိုးပေါင်းဈေးမှာဆိုလို့ရှိရင်သုံးလုံးသွင်းသွားရင်ပြားဆုံးအစားသေးရနေပြီတော့သုံးလုံးသေးဈေးလေးဖောက်ပေးထားတော့လည်းတွေ့ရတယ်ဗျဒါတော့ကနေဦးဈေးပါကြောင်းလဲသွားဖို့တော့ရှိပါတယ်နှစ်သိန်းလုံးထိတဲ့စပစ်ဆုံမှုအရာမှာဆိုရင်တော့ဂိုးလေးကတော့ဒါအနေချင်းထိပေါ်ထားဆိုပေမဲ့အက်တလန်တာလည်းပေးကိုများပြီးတော့ကက်ဘူရှိရလည်းဂိုးလေးပြန်သွင်းနိုင်တယ် ဘူပေါင်းသေးကတော့၃လုံးသေးသွားရင်ပြာဆုံးစားသေးရတယ်၃လုံးသေးဖောက်ပေးထားတဲ့ဈေးဘော်ဒီသေးကတော့ရှေးတူဆိုရင်အရှုံးသေးကနေပြီးတော့တစ်လုံးသွင်းသွားပြာဆုံးစားသေးတယ်ဖောက်ပေးထားတဲ့အတ္တလန္တာနဲ့ဆိုပြီးတော့ယနေ့ဂိုခမန်ရလကတော့ကျွန်တော်ရဲ့ပေါ့နော်နှစ်တစ်လောက်ဖြစ်သွားနိုင်ပြီးတော့အတ္တလန္တာပဲဒါနိုင်ပွဲပြန်ယူပြီးတော့အနိုင်သုံးမှတ်ကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်တွေးမိပါတယ်စစ်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့အတ္တလန္တာနဲ့ကပ်ဖူရှေးတို့ပွဲစဉ်မှာကျွန်တော်ကတော့တချောင်းလေးပေါ့နော်ဒါအိမ်ဝင်ဖြစ်တဲ့ဒီအတ္တလန္တာဂိုးပေါ်လေးပေါ့နော်ကျွန်တော်ကလိုက်ပြီးတော့ရွေးချယ်ပေးကြပါတယ်အတ္တလန္တာဘော်ဒီလေးကိုလည်းတင်းတော်စင်းနဲ့လိုက်ပြီးဆော့ကစားလို့ရပါတယ် အဲကျွန်တော်အတ္တနာဘော်ဒီနဲ့ကိုးဘော်ဒီနှစ်ကြောင်းကျွန်တော်တို့ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် live ဆော့တာလို့ရပါတယ်နောက်တစ်ပွဲဖြစ်တဲ့ဘောနော် MRD နဲ့ Real ဘောဆိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာဘိုးဘင်းဖြစ်တဲ့ Real ကဘောနော် Champion League မှာဒါအနိုင်ရရှိထားပြီး MRD ကတော့ချုံနေထားတွေ့ရဗျာဒါမှ La Liga Spain နောက်ဆုံးပွဲစဉ်မှာဒါဘိုးအပြတ်တက်နဲ့ချုံနေထားရဆိုတော့ဒီပွဲစဉ်မှာ Real လို့ဒါအပြတ်သက်ဒါလုံးဝပြန်ပြီးတော့နိုင်လာလိမ့်မယ်လို့ကျွန်တော်တွေးမိမိတယ်ဗျာဘိုးဘင်းဖြစ်တဲ့ Real နဲ့ဒီ MRD ကတော့ထိတ်တဲတွေ့ဆုံမှုတော့မရှိဘူးဗျာ ဒါပေမဲ့အိမ်ဝင်ဖြစ်တဲ့ MRD ကမာတယ်ကောင်းတယ်လို့ပြောရပါမယ်ရွေးရတိုက်စစ်ကိုတော့ခံနိုင်မယ်တော့မရှိသင့်ဘူးညဆိုတော့ယနေ့ဖောက်ဝေးတာရွေးရဒီ body ဈေးကဘောတော့ဒါနှလုံးအရှုံးဈေးကနေပြီးတော့သုံးလုံးသွင်းသွားရင်ဒါပြောင်းဆုံးအရှုံးသေးတိပေးထားရဲကနဦးဈေးကိုပေါင်းဈေးမှာဆိုလို့ရှိရင်သုံးလုံးသွင်းသွားပြောင်းဆုံးအရှုံးသေးရနေပြီးတော့လေးလုံးသွင်းသွားရင်ဒါတော့အစားသေးတိဖောက်ပေးထားတွေ့ရတယ်ဗျအသိဉာဏ်တစ်သိန်းဖြစ်တဲ့ရွေးရမလစ်က MRD ကိုကံပိုးအတွက်ဆိုရင်လူဆုံးထုတ်သုံးသွားပြီးတော့ဒါလီကာစပိန်ရဲ့ရှုံးဘွဲကိုဒီအသိန်းနဲ့ပဲဒါဖိအားပေးပြီးတော့ဆက်လက်ပြီးတော့အနိုင်ယူသွားလိမ့်မယ်လို့တော့ကျွန်တော်တွေးမိမိတယ်ကိုခံမှန်းရလောက်တော့တတိယဝန်း တတိစီလောက်တွေဖြစ်သွားလိမ့်မယ်ဗျကျွန်တော်ဆက်ကြဝေရွှေပြရမယ် MRD နဲ့ Rear Body ဆင်မှာကျွန်တော်ကတော့ဝင်းဖြစ်တဲ့ Rear Body တချောင်းနဲ့တီးတောင်းပဲကျွန်တော်ရွှေရွှေပြချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါလေးကပေါ့နော်ဒါ Rear Body Champion League ပေါ့နော်ဒါ30ရက်နေ့6လပိုင်း2025မှာရှင်ပြန်ကစားကြမယ်အစောဆုံးပွဲစဉ်လေးဖြစ်တဲ့အတ္တလန္နာနဲ့ကပ်ပူရှိပွဲစဉ်မှာဆိုကျွန်တော်ကတော့အတ္တလန္နာ Body နေနဲ့ Go Body ရွှေရွှေပြထားပါ MRD နဲ့ Rear ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ Owen ဖြစ်တဲ့ Rear Body ပဲကျွန်တော်ရွှေရွှေပြထားပါဒီပွဲစဉ်နှစ်ပွဲစဉ်လုံးကိုတော့ညီကိုကြိုက်မယ်ဆိုရင် Body လိုက်ပြီးစောပါသားကြပါ မကြိုက်တဲ့ညီကိုလေးကတော့ကိုကြိုက်တဲ့အသင်းဘက်ကနေပတ်ကံပြီးဆော့ကတာကြပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရှုအားပေးတဲ့ညီကိုလေးအထူးပဲကျေးဇူးတင်ပါတယ်ခံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ